ငိုရတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီဒေသနာလေးကို အမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုတော့အော်ငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းပါရှိတယ်ကြီးထက်တော့များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တို့ပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လား ဒီမှာပြန်ဆိုပါဗျာအဲ့ဒါလို့လေသမုဒိယ၄သိန်းပါရှိတဲ့ကြီးကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိန်းကရဏအမတ်တုံပမိစတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိန်းကရဏဘယ်အကြောင်းကြောင့်အမတ်တုံသင်သည်ပမိစတိမေလျော်၍နေပြီတဲ့နေတဲ့ဒါဒီအကြောင်းအရာတွေမင်းဘာလို့မေ့နေတာလဲ ဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်။ပုံသာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုနေတာ။ငိုတော့ကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘလောက်ငိုစရာကောင်းမှာမဟုတ်ဘူး။ကျွန်တော်မေ့ခဲ့ကြတာနော်။ငိုတော့တကယ်ငိုခဲ့ကြတာပဲ။နော်အရင်ဘဝကလည်းငိုခဲ့တယ်။အရင်အရင်ဘဝကလည်းငိုခဲ့တယ်။ ကယ်ကိုအကြီးအကျယ်ကြီးကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေးခဲ့တဲ့ဘဝတောင်ရည်တွက်နိုင်မှာမဟုတ်အဲ့ဒါလေးကျွတ်တို့ဘာဖြစ်ဘာဖြစ်ပြလိုက်တာတော့မေ့ပြလိုက်တာဗရိဒိရီနေတဲ့ကိစ္စအလွန်ဆင်းရဲတာပေတဲ့ကိစ္စလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတို့ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကဘာတော့မေအမေကြီးမေ့ပြလိုက်တာပြန်စင်သားလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝကငိုခဲ့တာတွေကိုမြတ်ဘုန်းတို့ပြန်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင် အများကြီးတန်ဝေကရနိုင်စရာအကြောင်းမရှိဘူးလားရှိတယ်လို့အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုံဘွားဘာတွေးမိတော့ဆိုဂိုင်းထားပါလေအရင်ရင်ဘွားငိုခဲ့တာတွေကိုအမှတ်မိတာဂိုင်းထားပါတော့ဒီဘွားငိုခဲ့တာတွေကိုအမှတ်မှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘွားကိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘွားလည်းပဲချိန်မုံများဆိုတော့ငိုခဲ့ဘူးလားဘယ်ရွာစားငိုလဲအမိဝမ်းထွက်တဲ့ရွာစားငိုလား ဟုတ်လားငိုတာเนาะစိတ်တိုင်းမကြတိုင်းငိုတာကလေးဘဝငိုတာငိုတာငိုတာငိုခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့စဉ်းစားကြည့်သားဒီဒေသနာကိုလက်တွေ့အသုံးချကြည့်စေခြင်းဘာလို့ငိုတာလဲအခုချိန်ကြတော့လည်းပဲဟောဘာလို့ဘာမှမဟုတ်ဘယ်ကရှောက်ပြီးတော့ငိုခဲ့တာပဲလို့များတွေးမလားအဲ့ဒီတုန်းကတော့တကယ်ကိုငိုစရာထင်ပြီးတကယ်ကိုခံစားပြီးတော့ဘာလုပ်ခဲ့တာတော့ငိုခဲ့တာเนาะဒါပေမဲ့အခုချိန်ပြန်ကြည့်ရင်တော့အဲ့ဒါတွေကငိုစရာမဟုတ်ပါဘူးငါတော့ငါသူ့ရွယ်နဲ့သူ့ ူသူ့အသိဉာဏ်လေးနဲ့သူသူကသူသူအဲ့ဒီတုန်းကတော့ငိုသင့်နဲ့ထင်လို့ငိုလောက်လို့ကိုမလုပ်ခဲ့တာတော့ငိုခဲ့တာဟုတ်လားအဲ့ဒါတွေကိုဖုံဖုံတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘဝရဲ့အကြောင်းကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာတသိတတေသကနေပြီးတော့နားလည်အောင်ကြိုးစားရရောက်မယ်လို့အဆိုနိုင်မလားအမျိုးမျိုးပဲเนาะတရားရတယ်ဆိုတာဘဝအကြောင်းကိုသိတာကိုပြောတာเนาะဘဝအကြောင်းကိုသိဖို့အတွက်ဖုံဖုံတို့တွေကရှုထောင့်မျိုးစုံ နေရာမျိုးစုံကနေကြည့်တတ်မယ်ဆိုလို့ရှိရင်ပိုမကောင်းဘူးလားဘုကောင်းเนาะတရားထိုင်ရင်းနဲ့လောလောဆယ်ဖြစ်နေတဲ့ယုံ nant ကိုကြည်ပြီးတော့ဘဝအကြောင်းနားလည်အောင်လှုပ်တာလားလှုပ်တာတပိုင်းပေါ့เนาะဒီလိုတံဝေကဉာဏ်နေရင်းတန်အောင်ကြိုးစားအားထုတ်တဲ့အပိုင်းကတပိုင်းပေါ့အကုန်လုံးဟာအတိဉဏ်ကိုရအောင်ကြိုးစားအားထုတ်နေကြတာကြီးပဲလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဒီကထားလေးကိုဘုရားပြောပြတယ်ဟုတ်လားတောတရာ၄ခြင်းမှရှိတဲ့ကြီးဟာနေတယ်ဒုက္ခနဲ့တွေ့လို့ငိုခဲ့ရတဲ့မျက်ရည်တွေဟာ များ၏နော်ဘလို့အကြောင်းအကြောင်းသင်ဟာမေ့လျော့ခြင်းက ထိုက်တန်မလဲမမေ့နဲ့ဒါတွေကိုပြန်ပြီးတော့အမှတ်ရပါလို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိတဲ့ချိန်မှာသူတန်တံမှာလောင်နေတဲ့တောကပရိဒေဝမိဟာငြိမ့်တယ်တောကပရိဒေဝမိငြိမ့်သွားပြီဆိုတော့စိတ်ကပတန်အသင့်ကြီးလာတယ်အေးလာတယ်ပေါ့နော်ပတာဆက်ပြီးငြိမ့်ကြပြီဆိုတော့ဩငိုမနေပါနဲ့အားရသေးဘူးလားတတန်စရာလုံးငိုလာတာ ဘုရားသမုဒ္ဒရာ၄ဆင်းပါရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တို့ပြီးတော့များတော့ပါဘူးဟုတ်လားငိုးမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလို့ဒီသမုဒ္ဒရာ၄ဆင်းပါရှိတဲ့ရေကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုးရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိင္ကရဏအမတုဝံပမိစတိ ဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိင္ကရဏဘယ်အကြောင်းကြောင့်အမတ်တွုံသင်သည်ပမစ္စတိမေလျော၍နေပြီတနည်းတဲ့ဒါဒီအကြောင်းအရာတွေမင်းဘာလို့မေ့နေတာအဲ့တော့ဘုမောဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ပုံသာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုးနေတာငကိုတော့ငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စက ဘယ်လောက်ငိုစရာကောင်းမှမဟုတ်ဘူးကျွန်တော်မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုရဲ့အရင်အရင်ဘဝကလည်းငိုရဲ့တကယ်ကိုအကြီးအကျယ်အကြီးကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရည်တွက်နိုင်မှမဟုတ်အဲ့ဒါတည်းကျွန်တော်ဘာဖြစ်ဘာဖြစ်ပြလိုက်တာတော့မေ့ပြလိုက်တာနော်ပရိသေနေတဲ့ကိစ္စအလွန်ဆင်းရဲတာပေးတဲ့ကိစ္စကလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတော်ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကပါတော့ မေအမေကြီးမေ့ပြလိုက်တာပြန်စင်သာလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝငိုခဲ့တာတွေကိုမြတ်ဘုဖုံးတို့ပြန်ပြီးတော့တိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းရှိဘူးလားရှိတယ်လို့အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုံဘဝဘာတွေးမိတော့ဆိုဂိုင်ထားပါလေအရင်ရင်ဘဝငိုခဲ့တာတွေကိုအမှတ်မိတာဂိုင်ထားပါတော့ဒီဘဝငိုခဲ့တာတွေကိုအမှတ်မှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘဝ ိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘဝလည်းပဲချိန်မုံများစွာမငိုခဲ့ဘူးလားဘယ်ရွာစားငိုလဲအမိဝမ်းအထွက်ရဲစားငိုတာဟုတ်လားငိုတာနော်စိတ်တိုင်းမကြတိုင်းငိုတာကလေးဘဝငိုတာငိုတာငိုတာငိုခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့စဉ်းစားကြည့်သားဒီဒေသနာကိုလက်တွေ့အသုံးချကြည့်စေခြင်းလားဘာလို့ငိုတာလဲအခုချိန်ကြတော့လည်းပဲဩဘာလို့ဘာမှမဟုတ်ဘယ်နဲ့ကရှောက်ပြီးတော့ငိုခဲ့တာပဲလို့များတွေးမလား အဲ့ဒီတုန်းကတော့တကယ်ကိုငိုစရာထင်ပြီးတကယ်ကိုခန်းစားပြီးတော့မလုပ်ခဲ့တာတော့ငိုခဲ့တာနော်ဒါပေမဲ့အခုချိန်ပြန်ကြည့်ရင်တော့အဲ့ဒါတွေကငိုစရာမဟုတ်ပါဘူးဒါဒါပေမဲ့သူသူ့ရွယ်နဲ့သူသူ့သူ့အသိဉာဏ်လေးနဲ့သူသူကသူသူအဲ့ဒီတုန်းကတော့ငိုသင့်တယ်ထင်လို့ငိုလောက်လို့ကိုမလုပ်ခဲ့တာတော့ငိုခဲ့တာဟုတ်လားအဲ့ဒါတွေကိုဖုန်းဖုန်းတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘဝရဲ့အကြောင်းကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာတသိတ္တဒေတာကနေပြီးတော့ နားလည်အောင်ကြိုးစားရရောက်မယ်လို့မဆိုနိုင်ဘူးလားအမျိုးမျိုးပဲเนาะတရားရတယ်ဆိုတာဘဝအကြောင်းကိုသိတာကိုပြောတာเนาะဘဝအကြောင်းကိုသိဖို့အတွက်ဘုံဘုံတို့တွေကရှုထောင့်မျိုးစုံနေရာမျိုးစုံကနေကြည့်တတ်မယ်ဆိုလို့ရှင်ပိုမကောင်းဘူးလားဘုကောเนาะတရားထိုင်ရင်းနဲ့လောလောဆယ်ဖြစ်နေတဲ့ယုံနာကိုကြည်ပြီးတော့ဘဝအကြောင်းနားလည်အောင်လှုပ်တာကလှုပ်တာတပိုင်းပေါ့เนาะဒီလိုတံဝေကညံနေရင်းတန်အောင်ကြိုးစားအထုတ်တဲ့အပိုင်းက တပိုင်းပေါ့အကုန်လုံးဟာအတိညာဉ်ကိုရအောင်စ조사အထုတ်နေကြတာကြီးပဲလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဒီကဓာတ်လေးကိုဘုရားပြောပြတယ်ဟုတ်လားတောတရား၄ခြင်းမှရှိတဲ့ကြီးဟာနေတယ်ဒုက္ခနဲ့တွေ့လို့ငိုခဲ့ရတဲ့မျက်ရည်တွေဟာများတယ်နော်ဘလို့အကြောင်းကြောင့်သင်ဟာမေ့လျော့ခြင်းကထိုက်တန်မလဲမမေ့နဲ့ဓာတ်တွေကိုပြန်ပြီးတော့အမှတ်ရပါလို့မြတ်စွာဘုရားဘလို့အမိတ်ရှိတဲ့ခြင်းမှာသူတန်တံမှာလောင်နေတဲ့တောကပိဋိဒေဝမိဟာ ငြိမ့်တယ်။သောကပတိတွေကမိငြိမ့်သွားပြီဆိုတော့စိတ်ကပတန်အသင့်ကြီးလာတယ်အေးလာတယ်ပေါ့နော်ပတာစံတွေ